ပြီးခဲ့တဲ့ MPN Indonesia Grand Final ပွဲကြီးမှာအခုလိုမျိုး Feather Air Strike Flick ကအလှကြီးကျဲသွားတာမျိုးတွေလက်ရှိဂျာကာတာရဲ့အကောင်းဆုံး aggressive mid laner နှစ်ကောင်ဘိုင်ဝမ်တီးတာမျိုးတွေဒါအပြင် Shadow ထည့်ပြီးတော့ပိုင်းဖို့စ조사တဲ့ Harabusa ကို အောက်ပလေးပြန်ပြတယ် Savero ရဲ့ cloud ကို Onyx Midju ကို backup ပေးထားတဲ့ပုံစံကိုတစ်ချက်ကြည့် K-Wine ရော Sunset ရောသူတို့ရဲ့ goal line ကိုလုံးဝကိုအထိမခံတာ အားလုံးပဲမင်္ဂလာပါကျွန်တော် KC ပဲဖြစ်ပါတယ် MPL Indonesia Grand Final ပွဲကြီးအပြီးမှာဂျာကာတာတစ်ဖက်ချမ်းကလက်ဆွတ်တွေအများကြီးနဲ့ပျော်ရွှင်နေရသလိုတခြားတစ်ဖက်မှာလည်းမျက်ရည်စားရည်နဲ့ငိုကြွေးနေရတယ်ဒီကနေ့ဗီဒီယိုလေးကတော့ဂျာကာတာ Final The Royal Derby ပွဲကြီးရဲ့ထူးခြားချက်တစ်ဆန်ထွက်တွေကိုပြပြပြီးတော့မှာဖြစ်ပါတယ် ထမဆုံးအနေနဲ့အခုနောက်ပိုင်း Assassin Jungle နဲ့ဆော့ရဲအခြေအနေမျိုးမှာ Fast Starter ကို delay ပြီးတော့ Hero လေးကောင်လုံး Level 4ယူတဲ့ rotation ကိုအလုံးတိကျမှာပါ mage နဲ့ exp က elema level 4ယူတယ် roma က experience lane မှာ level 4ယူတယ် jungler ကတော့သူ့ blue buff တူစားဖို့လေဒီ rotation ကတာတယ်ပေါ်တဲ့အခါမှာ hero လေးကောင်လုံး level 4ရမှာဖြစ်ပြီးတော့တာတယ်ပတယ်လာချတဲ့အခါမှာ level 4ကိုစီနဲ့နိုင်ဖို့ chance ပိုများတယ်အထူးသဖြင့် fast data တိတ်မလို့တဲ့ farming assassin ဂျန်ဂလာရီနဲ့ဆိုရင် di rotation ပို့ဆော့ကြတယ် di rotation ရဲ့ counter play ကရှင်းရှင်းလေးတတ်တဲ့ထွက်ထွက်ချင်းအ мян four ချတာတို့ဒါမှမဟုတ်လို့ရှိရင် sense လိုမျိုး level 4တွားယူတဲ့ roam ကို mid ကဖြတ်ပြီးတော့တွေးလျှော့ချတာတို့စသဖြင့်ပေါ့ roam တွေကတိတဲ့အတိုင်းမီလီကောင်တွေများတယ် air to creation ရတာအရန်တိုင်ပတ်တယ်လို့တတ်တဲ့ပတဲ့လာရင်လည်းလမ်းမှာဖြတ်တီးလို့ရတယ်ဒီ meta က အထူးသဖြင့်အဆက်စင်ဂျန်ဂလာများတော့တာတဲ့ကိုတောင်းတုံတန်းကိုတန်းပြီးတော့မလုံးကြဘူးဖန်ကြတာများတယ်အဲအတွက်ကြောင့်မလို့ဒီလေးကောင် level 4ယူတဲ့ rotation ကိုအဆက်စင်ဂျန်ဂလာရည်နဲ့ဆိုရင်အသုံးများတယ်နောက်ထပ်တစ်ချက်အနေနဲ့ကို့မင်လိန်ကအာလီနိုင်နေတဲ့အခြေအနေမျိုးတွေဘရိုမာကိုပြန်ကြည့်မယ်ဆိုရင်လည်းတိုက်ဂရီယန်ဖရန်ကိုတို့လိုအာလီအနိုင်နဲ့အသေးလောက်ခံနေရတဲ့အခါဘယ်လိုလုပ်လို့ရလဲဒီမှာဆိုလို့ရှိရင်လည်းအီဒေါအနေနဲ့ဖရန်ကိုဂျိမ်းမမီတော့အာလီဟိုဘက်ကလှုပ်သမျှခံနေရတာကြီးပဲ တဖက်ကတိုက်ခရီးရဲဆိုလို့ရှိရင်လည်းတူတူပဲအားလီဂိမ်းမှာဘာမှကိုလှုပ်လို့မရတာဒီအကြောင်းအရာတွေရဲ့အဓိကတရားခံကိုပြောပါဆိုရင် EXP နဲ့ဂျန်ဂလာပြအခုလိုမျိုးမစ်ဂျူကအားလီအနိုင်ထုတ်ထားတဲ့အခါမျိုးမှာဂျန်ဂလာနဲ့ EXP ရဲ့အနေနဲ့မစ်ကိုလာပြီးတော့ rotation ပေးတင်တယ်ဒီဘက်မှာ YV ပါလို့ထုတ်လိုက်တာ Farming ဂျန်ဂလာလင်းသူကအားလီအသေးဖမ်းရမယ့်ကောင်တဖက်ကဘာစီယာကလည်းမစ်ကို rotation လုံးဝမလာဘူးကျွန်တော်အထင် ဖိုးဗီယက်နဲ့ဆိုတော့သူ့ scale 1 rolling အခုလိုဖြတ်ခံနေရတယ်ထင်တယ်အဲ့ဒါကြောင့်သူမစ်ကိုမလာနိုင်တာဘလို့ပဲဖြစ်ဖြစ်ဘာစီယာ EHP ဆိုရင် creep အမြန်ရှင်မစ်ကို rotate ပြီးရှေ့ပွဲကဆော့တဲ့အတိုင်းကအမှန်ဆုံးပဲထားပါကျွန်တော်အဓိကပြောချင်တာကမစ်ကအရန်နေနေတဲ့အခါမျိုးမှာ EHP လိမ့်နာရည်အနေနဲ့အလဲကိုလာပြီးတော့ backup ပေးတာတို့ဒါမှမဟုတ်ရင်ကိုဂျန်ဂလာကိုအလဲကိုလာပြီးတော့ rotation လုပ်ခိုင်းတာမျိုးတွေစသဖြင့်ပေါ့ objective ဂျန်ဂလာဆိုရင်ပိုကောင်းတယ် အဆက်စင်ဂျင်္ဂလာကျတော့သူ့ကိုဖမ်းဖို့အချိန်ပေးရမှာဘာညာနဲ့ကိုကမစ်ကနှိမ့်တာနဲ့ဆိုရင်အဆင်မပြေဘူးအဓိကပြောချင်တာမစ်ကအနှိမ့်ထုတ်မယ်ဆိုရင်ဂျင်္ဂလာနဲ့ EXP တွေအနေနဲ့လိုက်ချပေးဖို့လိုအပ်တယ်နောက်ထပ်အနေနဲ့အာဂျူဆော့သွားတဲ့ YV manipulation တဲကို pick off တကောင် displacement လုပ်ပြီးဆော့တဲ့အကွက်ဒီမှာဆိုရင် Franco တကောင် pick off တဲ့ YV manipulation တဲမှာဗတ်တယ်ဆိုင်တယ်ဒီအကွက်ကအာဂျူရဲ့ Franco ပွဲထုံးကကြတော့တိတ်မသိတာဘူး သူတို့အားလီအရန်နှိမ့်သွားတာရဲ့တစ်ဖက်ကခိုးရှက်ပစ်သွားတဲ့ join irate backline ဝင်မဲ့နှစ်ကောင် အရန်ဖတ်သွားတာရဲ့စသဖြင့်ပေါ့ဒါပေမဲ့တကယ်တကယ်တမ်းခါလီယာနဲ့အားလီလည်းအရန်မနှိမ့်ဘူး no of fair ဖြစ်ဖြစ်နဲ့ဆော့တဲ့အခါမှာ rj ရဲ့ yve နဲ့ pick off တကောင်နဲ့သွဲဆော့တဲ့အကွက်ကတော်တော်ကြီးကိုအလုပ်ဖြစ်တာတခုရှိတာတဖက်က backline ဝင်မဲ့လင်တို့ irate တို့ပါတယ်ဆိုရင်တော့သတိထားရမယ်အဲ့ဒီ backline controller တွေကို အရန်ကြီးပေးဖက်လို့မရဘူးဒီမှာဆိုရင်ခိုင်ရီလင်တော့ပါတယ်ဒါပေမဲ့အာလီတဲကစားဖိထားတော့အဆင်ပြေတယ်စတော့က WiV manipulation တဲ့ကိုတကောင် pick off V displacement နဲ့ရွှေ့တဲ့အကွက်ကတော့ဒီလောက်ပဲနောက်ချက်တွေကိုဆက်ပြီးတော့သွားမယ် Brother တို့အနေနဲ့ဂျန်ဂလာတွေလော့တာတဲ့လောက်တဲ့အခါမှာသူတို့ဘတ်ချန်ဒီ down နာကိုဆွဲပြီးတော့လောက်ကြတာအားလုံးသိမှာပါဒီလိုလောက်တာကတော်တော်များများသိတဲ့အတိုင်း position လဲတာသလိုလိုအပ်ရင်လိုအပ်သလိုလော့တာတဲ့ဆွဲထုတ်လိုက်လို့ရတာဖြစ်တဲ့အတွက်ဒီ clip မှာဆိုတော်တော်အေးပါတယ်ဒီမှာဆိုရင် Kyrie တာတဲ့ကိုဓာတ်ကိုဆွဲပြီးတော့လှုပ်တယ်သူ့ကိုတကယ်တမ်းဘာစီယာ YVE ကတော့ဝင်လုံးတဲ့အခါကျတော့ချက်ချင်းပဲတာတဲ့ကိုဆွဲထုတ်သွားတယ်ဘတ်တယ်ကိုခဏဟိုးတယ်ပြီးတော့မှပြန်လာချတဲ့အခါကျတော့ on နဲ့ဘက်ကအသာကြီးပဲစသဖြင့်ပေါ့ Saperro ternyata tidak bisa berhasil mendapatkan poin kill tambahan karena retribusi dari Sun Sujin pasti menangkan satu target. Oh. Laser Plaka terkekta, double kill dari seorang Lupi. Daeren tidak ada jalan untuk pulang. Dan bahkan, the one last man standing ada di Sun Sujin. Video ini kan, terlalu babe. အဆုံးထိကြည့်ရှုပေးတဲ့သူတယောက်ချင်းချင်းတိုင်းကိုကျေးဇူးများရင်တင်ပါတယ်ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ဘပိုင်အခုဗီဒီယိုမှာ Mobile Legends အကောင့်တွေကို RC ရော Gmail မှာပါအမှတ်ခံပြီးတော့ရောင်းပေးနေတဲ့နေရာတနေရာရှိပါတယ် ဟုတ်ပါတယ်။သူကတော့စရမာချက်ငယ်ပဲဖြစ်ပါတယ်။အာစီအာမခန္ဓာကြတော့ brother ရူအားလုံးတည်ပြီးသားပဲထူးထူးဆန်းဆန်းတော့မဟုတ်ဘူး။အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အများကြီးမပြောတော့ဘူး။ဒါဆိုလို့ရှိရင်ဂျီမင်းကရောဂျီမင်းအာမခန္ဓာဆိုတာကမွန်သွန်းမင်းနဲ့ password ပေးပြီးတာနဲ့ security lock တလားနေလို့ရှိရင်ပြုတ်မယ်။အဲ့ဒီအခါကျလို့ရှိရင် brother ရူဂျီမင်းနဲ့ပြောင်းပြီးတော့ချိန်ပေးမယ်။အဲ့ဒီအချိန်ကာလအတွင်းကိုကျွန်တော်တို့အနေနဲ့ဂျီမင်းအာမခံပေးထားမှာ ြစ်ပါတယ်အဲ့ဒီအချိန်ကာလအတွင်းမှာအကောင့်အနေနဲ့တခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ငွေအပြည့်ပြန်အမ်းပေးမှာဖြစ်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြထားတဲ့ Telegram မှာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ပင်ကွန်းမှတ်မှာလည်းကျွန်တော်လင့်ချထားပေးမယ်အဲ့ဒီမှာတွားပြီးတော့ Director စုံစမ်းလိုက်ဒါပေမဲ့လည်းဗီဒီယိုကောခေါ်ဖို့အတွက်မမေ့နဲ့ဘူးနော်ငွေကင်းမှာဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်